အာဒီနိုင်ကလေးအောင်နဲ့ကြတော့ဒီပြီးခဲ့တဲ့28ရက်နေ့မှာပေါ့နော်တဆိုင်တော့နေရောက်ကိုကော်ရပိတ်လောက်ထားပါတယ်ဒီတရုတ်ကပါဆောင်ပေါ့နော်ချယ်မီမီဆိုတဲ့တချင်နဲ့ထောက်ထားပါတယ်ဒီ MV ဆိုလို့ရှိရင်လည်းမြန်မာပရိသတ်တွေရောတရုတ်ပရိသတ်တွေရောတော်တော်များများချက်ချပါတယ်ဟုတ်အရင်လည်းဝမ်းတာပါတယ်ဟုတ်အာဒီတချင်ကိုပါကြောင်ရွေးချယ်ခဲ့တာလဲဆိုတော့အတိအကျတော့ဒီဇိုင်းနဲ့ဒီနိုင်ကလေးအောင်နဲ့ဒီ မင်္ဂလာပွဲမှာဗောနောမင်္ဂလာဆောင်ပွဲမှာအများအားဆုံးဖြစ်တယ်။နောက်ပြီးတော့ဒီတချင်းဆိုလို့ရှိရင်လည်းမင်္ဂလာပွဲမှာဆိုလို့ရှိရင်မဖြစ်မဖြစ်အာဖွင့်ဖွင့်တဲ့တချင်းသဘောဗောနောအာတော်တော်များများလည်းကြိုက်ခဲ့တဲ့တချင်းဗောနောကျွန်တော်တို့နေရာကိုလည်းအာအဲ့လိုမျိုးကိုရပိတ်လောက်ရင်ကောင်းမလားဗောစဉ်းစားရင်းနဲ့ဒီတချင်းကိုလုတ်ဖြစ်တာပါ။နောက်ထပ်တခြားတချင်းတွေလည်းလုတ်ဖို့ရှိပါတယ်ကျွန်တော်တို့နေရာပေါ့။你的笑容这样熟悉，我一时想不起。 အပရိုက်တက်ဆိုလို့ရှိရင်ပေါ့နော်ဒီဇိုင်းရပရိုက်တက်ဆိုအကြီးအငယ်ရှိတယ်ပေါ့နော်တရောင်နဲ့တရောင်ချိုက်ချင်းမတူဘူးအဲ့ကြောင့်မလို့ဒီကြားမှာဆိုလို့ရှိရင်ဒီဇိုင်းလဲလူကြီးချိုက်မဲ့တချင်းတွေလဲတရုတ်ကဘာဆောင်းတွေရောနောက်ပြီးတော့ဒီအလူငယ်ချိုက်ရတဲ့ချင်းတွေရောပရိုက်တက်မျိုးစုံနားဆောင်နားထောင်လို့ရအောင်ပေါ့နော်ဒီဇိုင်းကအများကြီးစ조사ထားပါတယ်နောက်ထပ်ကိုပိုင်တချင်းတွေဆိုလို့ရှိရင်လဲလူငယ်ချိုက်ပေါ့အာလူငယ်ချိုက်လဲကိုပိုင်တချင်းတွေလဲဖန်တီးပေးထားပါတယ်ဟုတ်မိတ်ဆွေခါအားလုံးမင်္ဂလာပါ ဒီနေ့ဆိုလို့ရှိရင်ပေါ့နော်တစိုက်တော့ဒီတောင်ချင်းမြို့ပေါ့နော်ချစ်ရတဲ့ cherry မြေမှာပေါ့အာ city square မှာဒီ sp gym ရဲ့ဒီစင်ဆွေရတနာပေါ့နော်ထက်ထက်တနာရောင်းချရဲ့ပွဲကြီးမှာကျွန်တော်တို့ပါဝင်ခွင့်ရတဲ့အတွက်အရင်ဝမ်းသာပါတယ်ဒီနေ့ဆိုလို့ရှိရင် project တွေအများကြီးတွေ့ရပါတယ်ပေါ့နော်အာဒီနေ့ project မှာဆိုလို့ရှိရင်ပေါ့နော်သူတို့ sp gym ကနေတစိုက်တော့စင်ပေးထားတဲ့ဒီအာရင်ထော်နပီတော့ဒီနကက်ပေါ့နော်တော်တော်လှတယ်လက်ရလည်းတော်တော်တက်ရတယ်ပေါ့နော်အာအရင်လည်းကြိုက်ပါတယ်ဟုတ်အာတစိုက်ကတော့ဒီလိုဒီလောက်အနေထားဆိုရင်ကြိုက်ပါတယ်ဟုတ် ဟုတ်အရင်တော့ကတော့ဆုတ်ဖြစ်ပါတယ်ဟုတ်နည်းနည်းပါပါအတင်းနေဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီရှင်းပြီးနေ live format တချင်းပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်တချင်းစုစုပေါင်းကတော့၄ပုတ်ပြင်ဆင်ထားပါတယ်ပထမ round ဆိုလို့ရှိရင်တော့၄ပုတ်ပေါ့နော်နောက်တဲ့ဒုတိယ round ကလည်း၄ပုတ်ပြင်ဆင်ထားပါတယ်ကျွန်တော်တို့ရှေ့ရတဲ့တောင်ချင်းမြို့ရဲ့ project များနဲ့အတူတူပေါ့နော်ဒီတိုင်းကျော်ဖြည့်ရေးစီစဉ်နေရှိပါတယ်ဟုတ်အာအမတ်တရတော့ဒီဇိုင်းအတွက်ဆိုရင်အမတ်တရတော့အကြီးတစ်ခုရှိတယ်ပေါ့နော်ဒီဇိုင်းရဒီမြန်မာတချင်းပထမတစ်ပုတ်ဆိုလို့ရှိရင် MTV ဆိုလို့ရှိရင်ဒီဘက်မှာလိုက်ရိုက်ထားပါပေါ့နော်ဒီ လေးလေးပဲပေါ့အဲ့တပုတ်နဲ့ပေါက်သွားမှာเนาะဒီတချင်းနဲ့ဒီဇိုင်းနဲ့ဆိုလို့ရှိရင်တော့တော်တော်အမှတ်တရဖြစ်ပါတယ်ဟုတ်အာဒီတောင်ချင်းမြော့ပွဲလာလာတယ်မို့เนาะအရင်နှွေးထွေးတယ်လို့ခံစားရတယ်နောက်ပြီးတော့ဒီချန်ပီယံရှစ်ပရိသတ်တွေနဲ့တွေ့ခွင့်ရတဲ့အတွက်လည်းအရင်မိသားစုလိုမျိုးပေါ့เนาะအဲ့လိုမျိုးတော့ခံစားရပါတယ်ဟုတ်အာတောင်ချင်းလာလာတောင်ချီးအရင်ဆုံးရောက်တဲ့အရာကကျတော့ဒီ coffee sign ကိုတွားပါဘောနော်တောင်ချီးရဲ့ coffee sign တွေအများကြီးရှိတယ်ပေါ့ဟုတ် coffee ချစ်တယ်ပေါ့ဟုတ်တယ် coffee အရင်ချစ်ပါတယ်ဟုတ် အာဒီ2026မှာဆိုလို့ရှိရင်ပေါ့နော်တစားရဲ့ဒီကိုပိုင်နေချင်းပေါ့နော်ကိုပိုင်နေချင်းအတက်တွေလည်းအာပြင်ဆင်ထားပါတယ်နောက်တဲ့မကြာခင်မှာပေါ့နော်ဒီ MTV မှာလည်းပရိတ်သတ်ကိုအာပရိတ်သတ်ရှင်းမှာကိုခြားပြခွင့်အာခြားပြရှိပါတယ်ခြားပြဖို့ရှိပါတယ်အာတရှင်းထွက်လာရင်လည်းအားပေးကြပါအောင်လို့တောင်းဆိုရှင်းပါတယ်ဟုတ်အာဒီ2026ထွက်မှတ်ဒီတရှင်းရကကြတော့လေဒီဒီကအာအရင်အရင်ဒီပေါက်ခရက်တီစာရှိတဲ့ရတနာတရှင်းလိုမျိုးအဲ့လိုမျိုးပိုက်လေးတွားထားပါတယ်ပေါ့နော်ပရိတ်သတ်တွေလည်းကြာနေတက်မယ်လို့ညွှန်လင်းပါတယ်ဟုတ် အပရိုက်တက်ဆိုလို့ရှိရင်ပေါ့နော်ဒီဇိုင်းရပရိုက်တက်ဆိုအကြီးအငယ်ရှိတယ်ပေါ့နော်တရောင်နဲ့တရောင်ဆိုင်ချင်းမတူဘူးအဲ့ကြောင့်မလို့ဒီကြားမှာဆိုလို့ရှိရင်ဒီဇိုင်းလဲလူကြီးကြိုက်မဲ့တချင်းတွေလဲတရုတ်ကဘာဆောင်းတွေရောနောက်ပြီးတော့ဒီလူငယ်ကြိုက်တဲ့တချင်းတွေရောအာပရိုက်တက်မျိုးစုံနားဆောင်နားထောင်လို့ရအောင်ပေါ့နော်ဒီဇိုင်းကအများကြီးစူးစမ်းထားပါတယ်နောက်ထပ်ကိုပိုင်တချင်းတွေဆိုလို့ရှိရင်လဲလူငယ်အကြိုက်ပေါ့အာလူငယ်အကြိုက်လဲကိုပိုင်တချင်းတွေလဲဖန်တီးပေးထားပါတယ်ဟုတ် show ူစီအာဒီနိုင်ကလေးအောင်နဲ့ကျတော့ဒီပြီးခဲ့တဲ့28ရက်နေ့မှာပေါ့နော်ဒီဆိုင်တော်နေရောက်ကိုကော်ရပိတ်လောက်ထားပါတယ်ဒီတရုတ်ကပါဆောင်ပေါ့နော်ချေမိမိဆိုတဲ့တခြင်းနဲ့ထောက်ထားပါတယ်ဒီအန်ဝီဆိုလို့ရှိရင်လည်းမြန်မာပရိတ်သတ်တွေရောတရုတ်ပရိတ်သတ်တွေရောအတော်တော်များများချက်ချပါတယ်ဟုတ်အရင်လည်းဝမ်းတာပါတယ်ဟုတ်အာဒီတခြင်းကိုပါကြောင့်ရွေးချယ်ခဲ့ရတာလဲဆိုတော့အတိအကျတော့ဒီဆိုင်နဲ့ဒီနိုင်ကလေးအောင်နဲ့ဒီမင်္ဂလာပွဲမှာပေါ့နော်မင်္ဂလာဆောင်ပွဲမှာအများအားဖြင့်ဖြစ်တယ်နောက်ပြီးတော့ဒီတခြင်းဆိုလို့ရှိရင်လည်းမင်္ဂလာပွဲမှာဆိုလို့ရှိရင်မဖြစ်မဖြစ် အာဖွင့်ဖွင့်တဲ့တခြင်းသဘောပေါ့နော်အာတော်တော်များများလဲကြိုက်ခဲ့တဲ့တခြင်းပေါ့နော်ကျွန်တော်တို့နေရာကိုလဲအာအဲ့လိုမျိုးကိုရပိတ်လောက်ရင်ကောင်းမလားပေါ့စဉ်းစားရင်းနဲ့ဒီတခြင်းကိုလုတ်ဖြစ်တာပါနောက်ထပ်တခြားတခြင်းတွေလဲလုတ်ဖို့ရှိပါတယ်တို့ကျွန်တော်နေရာပေါ့你的笑容这样熟悉，我一时想不起。အတိကဒီတချင်းကျွန်တော်တို့ MV မှာဆိုလို့ရှိရင်ကျွန်တော်တို့တွားထားတဲ့ဒီ Moga ကြတော့ဒီ Wing Case ပုံစံပေါ့เนาะအရင်ခေတ်ပုံစံတွားထားပါတယ်။ fashion ကစား stepping ကစားပေါ့နော် make up look ကိုရောအကုန်လုံးဟိုဘက်ခေတ်တော်ထားပါတယ်အာတစားရကြဒီချင်းတက်တော့ဟိုအရင်ခစ်တဲ့ချင်းလည်းဖြစ်တယ်နောက်ပြီးတော့ဒီလိုမျိုးပုံစံအာပုံဖော်ပြရှင်တော့ပေါ့နော်အဲ့ဒါမှလို့ဒီလိုမျိုးပုံစံရိုက်ခဲ့ပါအာတစားရကြတော့အတိအကျတော့ quality အကောင်းဆိုင်တာပေါ့နော်နောက်တော့သူကကြတော့ဒီ product ပုံမှာထားလိုက်စီနေတာပေါ့နော် product ကိုပဲအမြဲတမ်းအကောင်းဆုံးပဲပေးစီရှင်တယ်အာကိုကိုဘက်ကနေတက်နိုင်တဲ့ budget ကနေပေါ့နော်အကောင်းဆုံးအမြဲတမ်းစူးစမ်းနေပါတယ်အာကွန်ကြဆက်ရတော့ နည်းနည်းတော့များတယ်ဒီက location location တွေလည်းငားရတာပေါ့เนาะကျွန်တော်တို့ဟုတ်ပိတ်တက်ကနေစီကနေပြင်ကြားရတဲ့ comment တွေပေါ့เนาะနောက်ပြီးတော့တို့အကုန်လုံးတွေဒီတချင်းကိုလည်းကြိုက်ပေးကြတယ်ဆိုတော့အာပြင်ပန်းရတယ်ကျွန်းနေတယ်နောက်နောက်ပြီးတော့ကုန်ထားရတယ်ကျွန်းနေတယ်ပါလေဟုတ်အာနောက်ထပ်ဒီ2026မှာဆိုလို့ရှိရင်ပေါ့နော်တစ္ဆာရဲ့ဒီတချင်အစ်စ်တွေကိုပိုင်နေချင်းတွေရောအာကာပါဆောင်းတွေရောထပ်ဖို့ရှိပါတယ်အားလုံးပဲဆောက်မြောက်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ကြမ်းချင်းကိုယ်ကြမ်းချင်းပြည့်စုံပါစေကျေးဇူးပါ